ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဆိုတော့ဒီ channel ကိုတစ်ခေါက်တစ်ခါမှရောက်လာတာဖြစ်ပေမဲ့အမြဲတမ်းတင်ဆက်ပေးသွားနိုင်မလို့လဲစူးစမ်းနေပါတယ်ဆွဲကြောင်းလဲသတင်းကောင်းရင်ပါပါရစေဆိုတော့ကားတွေမများနိုင်မနဲ့ရက်တွေချားနေရတာကိုလဲခွင့်လွှတ်ပေးကြပါဘောင်းဘာဖြစ်ရှေ့အတိုးနေရဆိုတော့ကောင်းနေမလားဗျအဲ့တော့စဉ်းစားမပြတ်ဖြစ်ဖို့လဲစူးစမ်းနေနေဒီနေ့မှဆက်လက်ပြီးတော့တင်ဆက်မယ်ရုပ်ရှင်ကားကြောင်းမပြောခင် channel ကို subscribe လုပ်ထားပါဦး channel ကို subscribe လုပ်တဲ့သူတွေနဲတော့ကြည့်ရလို့နဲတယ်ကြည့်ရလို့နဲတယ်အဲ့တော့ရုပ်ရှင်ကားတွေ လိုတဲ့စီကိုဖြန့်ကျက်ရောက်ရှိသွားမှုနည်းသွားမှာဆိုတဲ့အတွက်လောက်ခိုင်းရခြင်းဖြစ်ပါတယ်။ပြီးတော့ VPN လေးကိုဖွင့်ပြီးတော့အားပေးကြပါအောင်ခင်ဗျ။ဆိုတော့ let's go ဒီနေ့မှာကျွန်တော်တင်ဆက်ပေးမယ့်ဇာတ်ကားရဲ့နာမည်က2019ခုနှစ်မှာထွက်ရှိလာတဲ့ Exist ဆိုတဲ့ဇာတ်ကားပါ။ကျွန်တော်ရဲ့ main channel မှာလည်းလာပြီးတော့တောင်းဆိုကြတဲ့ဇာတ်ကားတွေမှာအများဆုံးပါတဲ့ကားလို့လည်းကျွန်တော်ထင်တယ်။ဒါကြောင့်မလို့ဒီကားကိုတင်ဆက်ပေးရခြင်းဖြစ်ပါတယ်။ဒါကသဲရင်းဘူဇာတ်ကားတွေကိုကြည့်ကြတဲ့သူတွေအတွက် live ဖက်မယ်လို့ထင်တယ်။ဇာတ်လမ်းထဲမှာတော့တောင်းတက်သမားလောက်ခဲ့မှုတဲ့ရောင်နံဆိုတဲ့ကောင်လေးကဘယ်သူမှမကြိုက်အလုံးမရှိအကိုင်းမရှိနဲ့လူပြိုကြီးဖြစ်နေရှင်သန်နေရတာပါ။ ။တနေ့မှာတော့ရောင်နံတို့မေမွေးနေပါတီပွဲတို့ကခမ်းမတော်ကူမှကျင်းပဖို့ဖြစ်လာပါလေ။အဲ့ခမ်းမရဲ့တာဝန်ရှိအဖွဲ့မှုကရောင်နဲ့အရင်ကကြိတ်သဘောကျရသူပါ။ဒါပေမဲ့ပြန်တွေးလို့ပြောမဆုံးသေးခင်မှာပဲဒူးစန်းတဲ့ဖြစ်စဉ်တစ်ခုကဖြစ်ပွားလာပါတော့တယ်။ဒီဖြစ်စဉ်ကဘာလဲဘလို့တွေဖြစ်လာမှာလဲ။တို့တွေရောဘလို့တွေကြုံတွေ့ရမှာလဲဆိုတာကိုတော့โอเคကျွန်တော်တို့ကြည့်လိုက်အောင်ပါ2019တော့ထွက်တာ exit ဖြစ်ပါတယ်ခင်ဗျာဇလန်းဆာမှာတော့ချွဲအောင်နိုင်ဆိုပြီးတော့ ရက်ွက်ထဲမှာနာမည်ကြီးနဲ့ကောင်းလေးကသူ့ဘောက်အားကစားလိုရင်းနဲ့အချိန်ကုန်ဆုံးလေးရှိပါတယ်။သူကအဲ့လိုအားကစားလုံလွန်းတာကြောင့်တက်ကြီးရွယ်ဦးရီနဲ့ကလေးရီကြားထဲမှာနာမည်ကြီးရေပန်းစားပါတယ်။ပြီးတော့ရက်ွက်ထဲမှာလည်းရောင်းနေရီးစားကတောင်ပေါ်ကပြုတ်ကြလို့တောင်တသမားဘွားကနေခုလိုယူကြောင်ကြောင်လေးလုံနေတာလို့နာမည်ကြီးနေပါတယ်။အဲ့ဒါကြောင့်လည်းရောင်းနေကိုရက်ွက်ထဲကကလေးကစားခွေးစုံအကုန်လုံးကရှောင်းဖဲထားခဲ့ကြတာပါ။ရောင်းနေလူရှောင်းဖဲတာခံအောင်နေမကပဲရှောက်သမျှအလုပ်တိုင်းကလည်းငင်းခံနေရပါတယ်။ အဲနောက်ရောင်နဲ့လည်းအရန်စိတ်ညစ်လာပြီးတော့အတိကိုတယောက်နဲ့သွားတောင်းရင်လည်းအချိန်ကုန်ခဲ့ပါလေ။အဲလိုနဲ့သူတို့နှစ်ယောက်ဘွာအကြောင်းတွေပြောနေကြတုံးမှာပဲရုတ်တရက်ငလင်းတရီပေးချက်ကဖုန်းထဲမှာတက်လာခဲ့ပါလေ။ရောင်နဲ့မှာအမားတယောက်ရှိပြီးတော့အမားကတော့ရောင်နဲ့ငုံဆုံအမြဲတမ်းအပြစ်ပြောလိပဲရှိလာပါ။ရောင်နဲ့လည်းအလုတ်ကိုင်းမရှိတာကြောင့်အိမ်မှာနေပြီးတော့မိဘတွေရဲ့အိမ်လုံးကိုသာဝင်ပြီးတော့ကူညီရင်းနဲ့နေနေရပါလေ။အလုံးမရှိတဲ့ရောင်နဲ့တယောက်သပင်ရှင်နေဖြစ်တာကြောင့်အမားဖြစ်သူကညှပ်ဖို့ပတ်စံမရှိဘူးထင်ပြီးပတ်စံပေးလိုက်ပါသေးတယ်။ရောင်နဲ့လူကြားကောင်းလို့တဲ့အထိတစ်ချိန်ကအရန်တော်တဲ့သားလေးဖြစ်ခဲ့တာကြောင့် အခုဒီလဲမာနာကမလျှော်သေးပါဘူးအဲနောက်မှာတော့မားဖြစ်သူကရောင်နဲ့အင်းကြီးကိုယူဖို့ဗီဒီယိုကိုဆွဲဖွင့်လိုက်တဲ့အခါမှာတော့အနှစ်နဲ့အလားလားကကြာနေဖြစ်တဲ့တောင်တက်ပစ္စည်းတွေကိုတွေးလိုက်ရပါတော့တယ်အမားဖြစ်သူကဒီပစ္စည်းတွေကိုမစွန့်လွန်နိုင်လဲတောင်တက်သမားဘွားကိုတေချာလေးဆက်ပြီးတော့ကြိုးစားစည်းခြင်းနေပါတယ်ဒါမဲ့ရောင်နဲ့တော့ဘာကူမှထပ်ပြီးတော့မပြောချင်တော့တာကြောင့်အမားဖြစ်သူကိုအတင်းချုပ်ပြီးတော့သူ့အခန်းထဲကထွက်သွားခိုင်းလိုက်ပါတယ်ရောင်နဲ့တယောက်တောင်တက်ပစ္စည်းတွေကိုကြည့်ပြီးတော့တချိန်ကသူနဲ့အတူတူတောင်တက်လေးခြင်းခဲ့တဲ့ဥကျူးဆိုတဲ့ကောင်မလေးကိုတတိယသွားမိပါတယ် ောက်တစ်ခါမှတော့ရောင်နှန်းအမေမွေးနေ့အတွက်ပါတီပွဲကျင်းပဖို့ပြင်ဆင်နေကြတာပါရောင်နှန်းတယောက်စတိုင်မီမိုင်အောင်လှုပ်ထားပြီးမယ်အမေဖြစ်သူကစပင်းတွေကိုလာပြီးတော့ဖွာသွားခဲ့တာကြောင့်ဒေါသထွက်နေခဲ့ပါတယ်အဲနောက်မှတော့ရောင်နှန်းဟာအဖေဖြစ်သူကိုဒေါသထွက်နေတာကြောင့်ကားကိုခက်မြမြန်မောင်းလာခဲ့ရပါတယ်သူနဲ့ပါတီပွဲကိုရောက်ရှိလာပြီးတော့ဘိုးနှန်းရောက်ဖားကတော့သူရောက်ခမအတွက်မွေးနေ့လဆောင်ကိုထုတ်ပေးလိုက်ပါတယ်အားလုံးကရောင်နှန်းကိုဘာလုပ်နေလဲလို့မေးကြပြီးမယ်အလုံးမရှိတဲ့ရောင်နှန်းတော့ပြောစရာပြောင်းနေခဲ့ပါတယ်အဲနောက်မှတော့ရောင်နှန်းတို့အမေကိတ်မုံလီးမဲ့အချိန်မှာဝေတာကောင်မလေးတယောက်ဝင်လာပါတယ် အဲ့ဒါကတော့ရောင်နိုင်တဲ့အတူလေးကျင်းခဲ့တဲ့ဥဂျူဖြစ်နေတာပါဥဂျူကတော့ရောင်နိုင်ကိုမြင်လာတဲ့အန်အားတင်လုံးလို့မိကျတော်မချစ်နိုင်တော့ပါအဲ့နောက်မှာတော့သူတို့နှစ်ယောက်ကအပြင်ထွက်ပြီးတော့အေးဆေးပဲစကားပြောလိုက်ကြပါလေရောင်နိုင်တော့ဥဂျူမြ мян လေးဆက်သွယ်လိုက်ချိန်ပေမဲ့မလွယ်ဘူးလို့ပြောပါတယ်ဥဂျူကတော့သူဒီမှာလုံနေအောင်ရောင်နိုင်မသိပဲနဲ့လာတာကိုသိပြီးတော့ဘာမှဆက်မမေးတော့ပါရောင်နိုင်တော့ဥကျုနာမည်ကတ်ကိုကြည့်ပြီးတော့မန်နေဂျာတော်ဖြစ်နေပြီလားလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဥကျုကတော့သူကအချိန်ပိုင်းလုံသမားပဲဖြစ်တာကြောင့်မျက်နှာမကောင်းဖြစ်နေရှာပါလိမ့် ိုင်နာမှာတော့ရောင်နိုင်ကသူဟာရင်းနှီးမြုံနိုင်ကုမ္ပဏီမှာဒုဥက္ကဋ္ဌအနေနဲ့လုပ်ကိုင်နေတာလို့ဦးကျူးကိုလိန်လိုက်ပါတယ်တကယ်တော့အဲ့တုန်းကရောင်နိုင်ကဦးကျူးကိုဖွင့်ပြောခဲ့ဘူးပါတယ်ဒါမဲ့ဦးကျူးကတော့ငင်းဆန်ခဲ့ပြီးတော့ဒီတိုင်းမောင်နှမလိုပဲစက်နေဖို့ကိုပဲပြောလိုက်တာပါအဲဒါကြောင့်ရောင်နိုင်ကဝမ်းနေပြီးတော့ကားမတိုင်းမှာအော်ကြီးရဲ့ကျင်နဲ့ငိုယိုခဲ့ဘူးတာဖြစ်ပါတယ်တကယ်တော့ဦးကျူးကရောင်နိုင်သူ့ကိုရှောင်နေလို့ထင်နေခဲ့တာဖြစ်ပြီးတော့လာခေါ်ရမှာကိုအားနာနေခဲ့တာပါအဲနောက်မှာတော့ရောင်နိုင်အမားဖြစ်သူရဲ့မိတ်ဆက်ပေးမှုကြောင့်အတိမိတ်ဆွေကုမ္ပဏီပိုင်ရှင်တွေနားကိုကတ်ခဲ့ရပါတယ် ပြီးတော့အရက်ငှက်ပေးနေသူ့ကိုအလုတ်ခေါ်ဖို့ပါပြောရပါတော့တယ်အဲအဲ့နောက်မှာတော့ရောင်နှန်းတို့မိသားစုဝင်တွေကအပျော်လုံးပြီးတော့တချင်းတွေဆိုကာကခုံခဲ့ကြပါတယ်ပြီးတော့ရောင်နှန်းအမေနဲ့အမကပျော်လွန်းတာကြောင့်တချင်းမှာဇိုနေပါသေးတယ်အဲ့နောက်မှာတော့ဦးကျူကခမ်းမတွေကိုလာကြည့်ပြီးတော့အချိန်ပြည့်သွားတဲ့အကြောင်းကိုပြောချင်မိမဲ့ပြောမထွက်ဖြစ်နေခဲ့တာပါပြီးတော့ဦးကျူပြင်ထွက်လာတဲ့စားသောက်ဆိုင်ကကလေးတွေကလည်းနားချင်မိမလို့ခမ်းမတွေကလူတွေမပြန်သေးတာလားလို့မေးလိုက်ပါတယ်ဦးကျူကတော့ customer ပေါ်သူ့ကိုစိတ်ရှည်ရမှာမလို့ဒီလိုမလုပ်ဖို့ကလေးတွေကိုပြောနေခဲ့ပါတယ် အဲ့နောက်မှာတော့မန်နေဂျာရောက်လာပြီးတော့သူတို့ကိုပြောဆိုနေပါတော့လေဝန်ထမ်းတွေကနားချင်ပေမဲ့အများရန်ခိုင်းနေတဲ့မန်နေဂျာကြောင့်သူတို့တွေစိတ်ပင်ပန်းနေကြပါလေအဲ့နောက်မှာတော့မန်နေဂျာကအချိန်ပြည့်လာတော့မှခန်းမတွေကလူတွေမထွက်သေးတာလားလို့ဦးကျူးကိုမေးလိုက်ပါတယ်ပြီးတော့လည်းမန်နေဂျာအဲ့လိုမျိုးကစတမာတွေကိုအချိန်ကျော်တဲ့ဒီမဆောင်ပေးဖို့ဝန်ထမ်းအားလုံးကိုပြောနေတာပါအဲ့နောက်ဦးကျူးကတော့ကလေးတွေကခဏဆောင်ပေးဖို့ပြောထားကြောင်းမန်နေဂျာကိုပြောလိုက်ပါတယ်အဲ့လိုနဲ့မန်နေဂျာလည်းဝန်ထမ်းတွေအိမ်ပြန်အောင်ပြီမလို့အားလုံးကိုအလုပ်ဆင်းဖို့ပြောလိုက်ပါတယ်ပြီးတော့မန်နေဂျာကသူနဲ့အဖွဲ့ခေါင်းဆောင်ပဲ စိုင်ပိတ်လိုက်မှာမလို့ဝန်ထမ်းတွေလည်းဝမ်းသာသွားကြပါလိမ့်မန်နေဂျာဝန်ထမ်းတွေကိုအိမ်ပြန်ခိုင်းပြီးတော့ခမ်းမရဲ့တန်ရှင်းကိုတော့မနှက်ပြန်မနှက်မသာပို့လုပ်ပေးဖို့ပါတက်ခါလေးမှားလိုက်ပါလိမ့်အဲအဲနောက်မှာတော့ဝန်ထမ်းတွေလည်းပျော်လွန်းလို့လက်ခုပ်လက်ဝါးတွေပြီးနေခဲ့ပါတော့တယ်ဝန်ထမ်းတွေထွက်သွားတဲ့အခါမှာတော့ဦးကျူကသူလည်းနှင်းစီခမ်းမအောင်ပိတ်ဖို့ပြင်ဆင်ပါတော့တယ်ဒါပေမဲ့မန်နေဂျာဦးကျူလက်ကိုဆွဲပြီးတော့စကားခဏပြောဖို့ပြောလိုက်ပါလိမ့်တကယ်တော့မန်နေဂျာကဦးကျူကိုဖွင့်ပြောထားခဲ့တာပါမန်နေဂျာတော့သူမနက်ကစာပို့ထားတော့အခုထိစိတ်ကောက်နေတော့ပဲလားလို့ဦးကျူးကိုပြောလိုက်တာဖြစ်ပါတယ် ပြီးတော့ချက်ချင်းလက်ထပ်ဖို့ပြောနေရမဟုတ်လို့တခါတော့ပဲတွေးကြည့်ဖို့မန်နေဂျာထပ်ပြီးတော့ပြောနေပါတယ်။ဒါပေမဲ့ဦးကျူးကတော့အချိန်ထပ်ယူပြီးတော့စဉ်းစားခြင်းသေးတာကြောင့်မန်နေဂျာကိုအင်တာနက်လုံးနေခဲ့ပါတယ်။အဲ့လိုမန်နေဂျာနဲ့ဦးကျူးတို့ပြောနေရတဲ့ကိုရောင်နိုင်ကမြင်သွားခဲ့တာပါ။ရောင်နိုင်လည်းစိတ်ပြက်လက်ပြက်နဲ့ခမ်းမဘက်ကသာပြန်လှည့်ထွက်သွားခဲ့ပါတော့လေ။အဲ့နောက်မှာတော့ဝန်ထမ်းတွေကမပြန်ကြသေးတာကြောင့်မန်နေဂျာလည်းစကားပြောနေနဲ့ဦးကျူးကိုဟောက်တို့လှုပ်လိုက်ရပါတယ်။အဲ့လိုနဲ့အပြင်မှာတော့လူတယောက်ကဓာတ်ငွေအပြည့်ပါတယ်။ကားကြီးတစ်စီးကိုမောင်းလာပြီးတော့မရရမဲ့နေရာမှာရပ်လိုက်ပါတယ်။ ီးတော့သူက gas တွေကိုထုတ်လွှတ်လိုက်တာကြောင့်မျိုးတဲကိုနေပြန်ဆန်ဆန်ပဲပြန့်နှံ့သွားခဲ့ပါတော့လေတပတ်မှာတော့ရောင်နံတို့ကပြန်တော့မှာမလို့အမေဖြစ်သူကတော့ပုံနေတဲ့အစားအစာတွေကိုထုတ်ပိုးနေပါတယ်အဖေကလည်းရက်ပလင်းဝယ်နေတာကြောင့်ရောင်နံလည်းဥကျူးရှိမှရှက်လွန်းလို့အောင်ငူဂျင်စိတ်တွေပါဖြစ်လာခဲ့ပါတယ်အဲနောက်မှာတော့မျိုးတဲမှာတန်းခွေရှူမိတဲ့လူတွေကမူးမေ့လဲကြတဲ့အထိကိုဖြစ်ကုန်ကြပါပြီတပတ်မှာတော့ဥကျူးတယောက်ရောင်နံမှာအလုံးမရှိတာကိုတီးသွားခဲ့ပါတယ်ဥကျူးလည်းသူ့ကိုလိန်ပြောတဲ့ရောင်နံကိုစဉ်းစားမရပဲဖြစ်နေတော့တာပါ အဲနောက်မှာတော့အပြင်ကလူတွေကဒဏ်ငွေကိုရှူချိုင်းမိပြီးတော့ဂျင်တိုင်းမှုတွေပါဖြစ်ကပေါက်ကွဲမှုတွေပါဖြစ်ကုန်နေပါပြီအဲ့ဒီပေါက်ကွဲမှုအချိန်ကခမ်းမတဲ့အထိရောက်လာပြီးတော့ပစ္စည်းတွေပါပျက်စီးကုန်ပါတော့တယ်အဲနောက်မှာတော့ gas အိုးကြီးကခမ်းမတဲ့ကိုရောက်နေရကြအောင်သူတို့အားလုံးထွက်ပြေးခဲ့ကြပါတော့တယ်အဲနောက်အမြင်နဲ့ဦးကျူလဲရောင်နှန်းစီကအကြောင်းရင်းကိုသိပြီးတော့ထွက်မပြေးပဲကြံတဲ့ခမ်းမဘက်ကသာတွားပြီးတော့ကြိလိုက်ပါတယ်ပြီးတော့ဦးကျူကရေးပေါ်ခလုတ်ကိုနှိပ်ပြီးတော့ကြံနေတဲ့သူတွေအားလုံးကိုပါထွက်ပြေးခိုင်းလိုက်တာပါအပြင်ရောက်တဲ့အခါမှာတော့အားလုံးကထွက်ပြေးနေကြပြီး ။ရောင်နဲ့လဲဘာဖြစ်နေလဲဆိုတာကိုလိုင်းမေးပါလေ။ဒါမဲ့ဘသူကမှသူမေးတာကိုမဖြေနိုင်ဘဲနဲ့ထွက်ပြေးနေကြတာပါ။အားကြောင့်သူတို့လဲကားလမ်းမပေါ်တက်ကြည့်တဲ့အခါမှာတော့တံငွေတွေဖုံးလွှမ်းနေပြီးတော့လူတွေကလည်းလွတ်အောင်ကြောက်လန့်နေကြတဲ့ခြေဦးတရာရှောက်ပြီးတော့ပြေးနေကြပါလေ။အဲနောက်မှာတော့ရောင်နဲ့တို့မိသားစုနဲ့ဦးကျူတို့လဲခမ်းမဆောင်ကိုပြန်ပြီးတော့ပြေးကြပါတော့လေ။ဒါမဲ့ရောင်နဲ့အမကတော့ကားထဲကိုရောက်နေပါပြီ။အားကြောင့်ရောင်နဲ့သူ့အမကိုတင်းလန်းခေါ်ပေးမိ့အမဖြစ်သူကမသိပါဘူး။အဲနောက်အမဖြစ်သူကကားမှန်ထဲကနေတံငွေလုံးကြီးကိုမြင်လိုက်တဲ့အခါမှာ စင်းပြေးဖို့လုံအင်းနဲ့ဓာငွေတွေကိုရှူရှိုက်မိသွားခဲ့ပါတော့တယ်။အားကြောင့်ရောင်နယ်လဲသူ့မောင်းအမြန်ဆွဲထူပြီးတော့ခမ်းမဆောင်ပေါ်တက်ကူတာတက်ပြေးလာခဲ့ရပါတယ်။ပြီးတော့သူတို့တွေကစေယုံကိုဖုံးဆက်ပြီးတော့ရောင်နယ်ကသူ့မောင်းထူးဆန်းတဲ့ဓာငွေတွေကိုရှူမိလို့ဘာဖြစ်မှန်းမသိဖြစ်နေတဲ့အတွက်လူနာတင်ရင်ကိုအမြန်လွတ်ခိုင်းနေပါတယ်။အဲနောက်မှာတော့ gas တွေကအားလုံးကိုဖုံးလွှမ်းသွားခဲ့ပြီးတော့တဖြည်းဖြည်းအပေါ်ထိကိုတက်လာနေပါပြီ။ဒါကြောင့်ရောင်နယ်လဲအားလုံးကိုခေါင်းမိုးထိတက်ကြဖို့သာပြောလိုက်ပါတော့တယ်။အဲနောက်ရဟင်းနဲ့ပေါ်စည်းကနေကြီးလိုက်တဲ့အခါမှာမိကိုတွေက အန်ဂျီလန်ဘော်ဒီတက်လာပြီးတော့ပင်မဘူတိုင်ကိုဖုံးလွှမ်းနေခဲ့ပါပြီအဲလိုနဲ့သူတို့အားလုံးနဲ့ထူးဆန်းတဲ့ဒီဂတ်တွေကြောင့်အပေါ်ဆုံးတက်ထီကိုတက်ပြေးနေကြပါတော့တယ်ဒါပေမဲ့အပေါ်ဆုံးတက်ကိုရောက်တဲ့အခါမှာတော့တကားလော့ကျနေပြီးတော့တော့ကတော့တလွာမှာရှိနေတာပါမန်နေဂျာတော့ကောင်လေးတယောက်ကိုသွားယူခိုင်းနေပေမဲ့ဂတ်တွေကတလွာမှာပြေးနေပြီဆိုတာကိုလေကားနဲ့ငုံကြည့်ပြီးမြင်သွားခဲ့ပါတယ်ဖြစ်ချင်တော့မန်နေဂျာမှာတော့ပိုပါမလာတာကြောင့်သူတို့အားလုံးလေကားမှာနေပိတ်မိနေပါပြီအဲနောက်မှာတော့အန်ဂျီတုံကနေပင်မဘူတာကြီးနဲ့မီတာ900กว่า ဂတ်စ်မရောက်သေးတဲ့နေရာမှာလဲလူတွေကယ်ပေးနေအလုံးရှုံနေကြပါလိမ့်တက်ဆိုင်ရီကတော့အခုထိဘာဂတ်စ်လဲဘလို့လဲဆိုတော့မရှားဖွေးနိုင်ကြသေးပါဘူးအဲ့နောက်မှာတော့ဦးဂျူကဒီတိုင်းနေမဲ့စားအောက်မှာသူနဲ့တူတော်သွားယူမန်နေဂျာကြီးကိုခေါ်သွားခဲ့ပါတော့ဒီအဲ့လိုနဲ့သူတို့နှစ်ယောက်နဲ့တူရောင်းတဲ့မိသားစုတွေလဲတော့ကိုလိုက်ရှာကြပါလိမ့်သူတို့တော့ကိုရှာနေတော့မှာ TV မှာဂတ်စ်နဲ့ပတ်သက်ပြီးတော့ရုပ်တံလွှင့်နေရကိုတွေ့လိုက်ရပါလိမ့် gas ကအသားရေကိုလောင်ကျွမ်းစီပြီးတော့အများကြီးရှူမိရင်ဒေစီနိုင်တဲ့အတွက်ဂယူဆိုင်ဖို့နဲ့ gas အမျိုးအစားကိုတော့အခုထိဘာလဲဆိုတာမသိရသေးကြောင်းရုပ်သံမှာထုတ်လွှင့်ကြေညာနေပါတယ်။ဒါပေမဲ့မြေဩစာထဲတဲ့နေရာမှာအသုံးပြုတဲ့နှာခေါင်းကားတွေကိုတော့အသုံးပြုနိုင်တယ်လို့ပြောထားခဲ့တာကြောင့်မန်နေဂျာဆပြီးတော့လှုပ်ရှားဖို့လုပ်ပါပြီ။အဲနောက်မှာတော့ UG လဲနှာခေါင်းစည်းတွေရှိတော့သတိရမိပြီးတော့သွားရှာပေမဲ့မရှိတော့ပါဘူး။အဲလိုနဲ့ helicopter တွေနဲ့ပါလိုက်လံပြီးတော့ကယ်ဆယ်နေခဲ့တာကြောင့်သူတို့လဲအကြံရှာနေခဲ့ကြပါတယ်။ဒါပေမဲ့ helicopter တွေကတစ်စီးကိုအယောက်20ပဲကယ်ဆယ်နိုင်တာဖြစ်တဲ့အတွက်အရင်ဆုံးအကြောင်းမကြားနိုင်တော့ဆောင်းဆိုင်ရမှာပါ။ ိုင်နောက်မှာတော့မန်နေဂျာကမျက်နှာဖုံးသုံးကိုထုတ်ပေးပြီးတော့အောက်ထပ်မှာတော်သွားယူစေပါတယ်။တဖက်မှာတော့ရောင်နဲ့ရှိသမျှပစ္စည်းတွေနဲ့မှန်ကောက်ခွဲဖို့အတွက်လုပ်နေပေမယ့်မှန်ထူနေတာကြောင့်ဘလို့မှအဆင်မပြေပါဘူး။အဲ့လိုနဲ့ရောင်နဲ့လည်းသူ့လက်ထက်ကပစ္စည်းအမာစားနဲ့ပြစ်ခွဲလိုက်မှမှန်ကြီးကကွဲသွားခဲ့ပါတော့တယ်။ပြီးတော့ရောင်နဲ့ကသူ့တောင်တက်သလိုတက်ပြီးတော့ခေါင်းမိုးတက်ကတကားကိုအပြင်ကနေသွားပြီးတော့ဖွင့်ဖို့အတွက်လုပ်ပါတယ်။အဲ့နောက်ဦးဂျူရောရောင်နဲ့အဖေမေရောကလာပြီးတော့တားနေပေမယ့်ရောင်နဲ့တော့လုံးဝအောင်နားမထောင်ပဲသူ့ကိုယ်သူကျိုးနေချီကခုံဆင်းသွားခဲ့ပါတော့တယ်။ အဲတော့မှတော့ရောင်နှန်းအပေါ်တွေ့တက်ဖို့တစင်ချင်းစီဖြည်းဖြည်းချင်းသွားနေခဲ့ပါလေအဖေနဲ့မိကတော့ရောင်နှန်းအောင်စိတ်ပူနေခဲ့တာကြောင့်အရေးတကြီးနဲ့သာလိုက်ပြီးတော့ပြောနေခဲ့တာပါအဲလိုနဲ့ရောင်နှန်းတယောက်အပေါ်အဆင့်တွေကိုပါတက်နိုင်ခဲ့ပြီးတော့အပေါ်ဆုံးရောက်ဖို့တိတ်ပြီးတော့မလိုတော့ပါဘူးတဖက်မှာလည်းဒန်းဝေးတွေကမြန်သရက်မြန်အပေါ်ကိုတလိမ့်လိမ့်နဲ့တက်လာနေခဲ့ပါလေအဲနောက်မှတော့ရောင်နှန်းအပေါ်ကိုဆက်သွားနိုင်ဖို့အတွက်ကိုယ်ဝိုက်သွားဖို့ကိုသာဆုံးဖြတ်လိုက်ပါတော့လေဒါပေမဲ့သူ့ခါမှာချိန်ထားတဲ့ကြိုးတွေကြောင့်လိုရာကိုမရောက်နိုင်ပဲဖြစ်နေရပါလေအဲကြောင့်ရောင်နှန်းလည်းဥကျူပေးလိုက်တဲ့ကပတ်ကြိုးတွေကိုဖြုတ်ချလိုက်ပြီး ဘာမှမပါပဲတက်ပါတော့တယ်။ဦးကျော်ကတော့ရန်ကိုလန့်သွားပြီးတော့ရောင်နှန်းကိုဒီလိုမလုပ်ဖို့တားပေမဲ့လုံးဝနောက်ကျသွားပါပြီ။အဲနောက်မှာတော့ရောင်နှန်းလေးကျင်ကန်အချိန်တုန်းကဖြစ်တယ်လို့ဒီတစ်ခါတော့မဖြစ်ဖို့သေချာစူတောင်းနေပါတယ်။ဒိုးနဲ့ရောင်နှန်းတယောက်အပေါ်ရောက်ခံပြီးမှပဲညံ့ပြန်ဆန်းဆန်းအယုတ်ခေါင်းကိုဆွဲထားနိုင်ခဲ့ပါတယ်။ဒါမဲ့အယုတ်ရဲ့အဆွဲကကျွတ်ထွက်သွားတာကြောင့်ရောင်နှန်းလက်ချော်သွားပါတယ်။အဲနောက်မှာတော့ရောင်နှန်းအယုတ်ရဲ့ခေါင်းပိုင်းကိုအလင်းမြန်ကင်ထားပြီးတော့ကုတ်တွေတက်လိုက်ပါတယ်။အဲလိုနဲ့ရောင်နှန်းအပေါ်ရောက်သွားကြအောင်အားလုံးနဲ့အပေါ်ကိုပြီးတက်ကြပါတယ်။ ဒါပြင်ရောင်နဲ့အမမထနိုင်တာကြောင့်အရေးပေါ်လူနာတဲထန်းထုတ်ပိုးပုံစံလုပ်ပြီးတော့အပေါ်ကိုတင်လာခဲ့ရပါတယ်။အဲတော့အဖေနဲ့မိကရောင်နဲ့စီအမြန်လာပြီးတော့ပြောဆိုနေကြပါတယ်။အမေဖြစ်သူကတော့ရောင်နဲ့လက်တွေတုံနေအောင်တွေ့ပြီးတော့ရောင်နဲ့အစင်မပြေဖြစ်နေအောင်တတိထားမိသွားခဲ့တော့တာပါ။အဲ့တော့မတော့ဟယ်လီကော်ပတာလာပြီးမဲ့အမှောင်ထဲမှာဖြစ်နေလို့သူတို့မမြင်မဲနဲ့ကြော်သွားခဲ့ပါတော့တယ်။အားကြောင့်ဦးကျူလည်းအကြံရပြီးတော့အားလုံးကိုဖုန်း flash မီးတွေဖြန့်ခိုင်းတာ H ပုံစံစုပြီးတော့ရက်ခိုင်းလိုက်ပါတယ်။နောက်တစ်ခါမှာတော့ SME သတင်းဌာနကနေမတော်ဆဖြစ်ရဲ့ဖြစ်ပွားမှုရဲ့ အစကိုတင်ဆက်နေခဲ့ပါတယ်။အဲ့ဒါကတော့ည7:00နာရီလောက်ကရှင်ဘူးဘူတာအောင်တန်းက CCTV ကနေရထားခဲ့တဲ့ဗီဒီယိုဖိုင်ပါ။အဲ့ဒီဗီဒီယိုထဲမှာတော့ဓာတ်ငွေကအကြီးကြီးကဖြတ်သွားတာကိုတွေ့ရပြီးတော့အဲ့ဒီကားကိုမောင်းလာတဲ့သူကဓာတ်ငွေကခလုတ်ကိုနှိပ်ကဓာတ်ငွေတွေကိုထုတ်လွှတ်ပစ်လိုက်ပါတယ်။ဓာတ်ငွေတွေကလည်းအရန်ကိုများပြားလို့နဲ့ပမာဏဖြစ်တဲ့တော့အခုလိုတွေဖြစ်ကုန်ကြရတာပါ။တကယ်တော့ဓာတ်ငွေထုတ်လွှတ်ခဲ့တဲ့သူကအသက်52နှစ်အရွယ်ဖြစ်ပြီးတော့အန်ဂျီတာရုလုပ်ငန်းတီထောင်သူရှာဖွေးနဲ့တီထွင်ဖန်တီးမှုဌာနကတာဝန်ရှိသူတယောက်လည်းပဲဖြစ်ပါတယ်။ အခုတော့အဲရောင်မျိုးတွေကအစိတ်ဓာတ်ငွေကိုဒီထွင်ခဲ့ပြီးတော့ရဲတွေကလည်းအဲဌာနကိုသွားပြီးတော့စစ်ဆေးနေခဲ့ပြီဖြစ်ပါတယ်။တကယ်တော့အဲလူကအစိတ်ငွေတီထွင်ဖို့ဂုံချမ်းတွေကိုတန်းချိန်ပို့ပြီးတော့မှာယူမိတာကြောင့်အလုတ်ထုတ်ခံခဲ့ရတာပါ။အဲလိုဖြစ်စဉ်တွေဖြစ်ပြီးတဲ့နောက်မှာတော့ရောင်မျိုးတွေကစီမံခန့်ခွဲမှုဌာနကိုချိန်ချောက်ပြီးတော့သူတောင်းဆိုတဲ့ဆန္ဒတွေကိုမလိုက်လျောတဲ့အတွက်အကြမ်းဖက်စိတ်တွေပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်ရောင်မျိုးတွေကသူ့ရဲ့ကိုကြိုးအတွက်ဓာတ်ခွဲကန်းအောင်အသုံးပြုဖို့ဖြစ်လာခဲ့ပြီးတော့နောက်ဆုံးခြေနေရဆိုရင်တော့ ဲ့ဒီဓာတ်ငွေအမျိုးအစားကိုသိရဖို့ဆိုတာအရန်ကိုအလံဝေးလို့နေပါသေးတယ်။အဲ့ဓာတ်ငွေကပမာဏနည်းနည်း၃ယုံနဲ့တယ်အစိပ်ပါဝင်မှုများပြားလွန်းတာကြောင့်အချိန်ကြာလာရင်ပို့ပြီးတော့ဆိုးလာနိုင်မလားဆိုတာဘယ်လောက်ထိဖြစ်လာမလဲဘယ်သူမှမခံမနိုင်ကြသေးပါဘူး။အခုဒီလဲဒီဓာတ်ငွေကိစ္စကိုဖြေရှင်းဖို့နီးလမ်းမတွေ့သေးလို့အစိပ်မိထားတဲ့သူတွေလည်းများပြားလွန်းနေပြီးတော့လာကယ်မဲ့သူတွေကိုစောင့်ဆိုင်းနေရဆဲပါ။အဲ့နောက်မှာတော့ဟယ်လီကော်ပတာကပြန်တန်းနေတာကြောင့်ဦးဂျူတို့လည်းဆက်ပြီးတော့အချက်ပြနေကြတုံးပါပဲ။အဲ့လိုနဲ့သူတို့ကစပီကာနဲ့မိုက်ကိုပါသွားယူလာပြီးတော့သူတို့ကိုကယ်ဖို့အော်ခေါ်နေပါလေ။ ဒါပေမဲ့အဆောင်ဝဲမီးတွေကြောင့်အချက်ပြမီးကိုမမြင်ရပါဘူး။အဲဒါကြောင့်အွန်ဂျူကအောက်ကိုပြန်ဆင်းပြီးတော့မီးတွေကိုမှိတ်လိုက်ဖွင့်လိုက်လှုပ်ပေးနေတဲ့အချက်ပြနေပါတယ်။အဲလိုနဲ့ဟယ်လီကော်ပတာလည်းအချက်ပြနေအောင်တွေ့သွားပြီးတော့ရောင်နန်တို့ကိုလာခဲ့ဖို့ဆင်းလာပါတော့တယ်။အဲနောက်အူဂျူတယောက်လေကားပေါ်ပြီးတက်ချော်လဲပြီးတော့လက်ထဲကဖုန်းကလွတ်ကျသွားခဲ့ပါတယ်။ဒါပေမဲ့မှာတော့ဟယ်လီကော်ပတာလာနဲ့ရောင်နန်အမကိုအရင်တင်ပြီးတော့ကျန်တဲ့သူတွေကိုပါတက်စီလိုက်ပါတယ်။ဒါပေမဲ့အယောက်20ပြေးသွားတဲ့ကြောင့်အူဂျူနဲ့ရောင်နန်တို့တက်ခွေမရကြတော့ဘဲကြံရစ်နေခဲ့ပါတော့တယ်။ အဖေဖြစ်သူကတော့ရောင်တန်းကိုတက်စီခြင်းပြီးသူကြံခဲ့မယ်လို့ပြောပေမဲ့ရောင်တန်းကတော့ခွေးမပြူပါဘူးရောင်တန်းသူနေခဲ့ပြီးတော့ဦးကျိုးကိုထဲပေးပေမဲ့လဲကေဆေးသမားကကေဘယ်ကျိုးပြတ်ကျသွားနိုင်တာကြောင့်မခေါ်သွားဘဲနဲ့ပြန်ပြီးတော့နောက်တစ်ခေါက်လာခေါ်ပေးမယ်လို့သာပြောလိုက်တာပါအဲနောက်မှာတော့ရောင်တန်းကသူ့မိသားစုတွေကြောင့်ဦးကျိုးကြံခဲ့ရတဲ့အတွက်တောင်းပန်နေခဲ့ပါတယ်ဒါပေမဲ့ဦးကျိုးကတော့လူကြီးတွေကသာအရင်သွားတင်တာဖြစ်ပြီးတော့သူကဒီကအဖွဲမှုမလို့နေခဲ့တာပူကောင်းပါတယ်လို့ပြောနေပါတယ်ဦးကျိုးတယောက်စကားရတာပြောနေပေမဲ့တော်လေးကြောက်ပြီးတော့ဟယ်လီကော်ပတာပြန်မလာတော့မှဆိုလို့ငိုနေခဲ့ပါတယ် အဲနာမှာတော့ဦးဂျူနဲ့ရောင်နန်တို့ဟယ်လီကော်ပတာကိုလက်ပြခေါင်းနေချိန်မှာပဲဟယ်လီကော်ပတာကနေသူတို့ကိုမီးနဲ့ထိုးပြပါတယ်သူတို့လည်းဟယ်လီကော်ပတာလာပြီးလို့ထင်ခဲ့မယ်တကယ်တမ်းမှာတော့သူတို့စီမလာပဲတဖက်ကအချက်ပြနေတဲ့တိုက်စီကိုသာရောက်သွားခဲ့ကြတာပါအဲဒါကြောင့်ရောင်နန်ကမကြခင်ဒန်းငွေတွေရောက်လာတော့မှမလို့ဦးဂျူကိုသူနဲ့အတူတူအောက်မှာပစ္စည်းတွေတိုက်ယူဖို့ပြောလိုက်ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်လည်းလွယ်တလုံးကိုယူပြီးတော့လိုအပ်တဲ့ပစ္စည်းတွေကိုထည့်နေတဲ့အပေါ်ကိုပြန်တက်ကြပါတယ်တဖက်မှာတော့ရောင်နန်အမကဆေးုံရောက်နေမလို့အားလုံးအဆင်ပြေသွားကြပါပြီ အမဖြစ်သူကလည်းသတိရလာနဲ့သူ့မောင်လေးရောင်နှန်းကိုမေးနေရကြောင်းအမေဖြစ်သူလည်းမကြခင်မှာလိုက်လာမှာပါလို့ပြောလိုက်ရပါတော့တယ်။အဲနောက်မှာတော့ gas တွေပြန့်နှံ့နေနေရကအမင်းကနေကြည့်မသိတာပဲမေ။တဖြည်းဖြည်းမြင့်တက်လာနေပြီးတော့ခေါင်းမိုးတက်မှာရောက်နေတဲ့အတွက်သူတို့တို့ကလည်းအန်ဒီရဲ့များလာနေခဲ့ပါပြီ။အဲလိုနဲ့ရောင်နှန်းနဲ့ဦးကျူတို့လည်းမျက်နှာဖုံးတွေတက်တကူလုံးကိုလုံခြုံအောင် safety ဖြစ်အောင်လုပ်ပြီးတော့ထွက်ပြေးလာခဲ့ရပါတယ်။တဖက်မှာတော့အမေဖြစ်သူကကယ်ဆယ်ရေးသမားတွေကိုမြင်တိုင်းသူ့သားလေးရောင်နှန်းကိုကူရှာပေးဖို့သာပြောနေခဲ့ရှာတာပါ။ တကယ်တော့ရောင်တန်းအားဆောင်းတို့ခုရဲ့အောက်ထဲကိုဝင်ပြီးတော့လိုအပ်တာတွေသွားရှာဖို့ဦးကျူးကိုအပေါ်တက်မှာထားထားခဲ့ပါလေဘလို့ပဲဖြစ်ဖြစ်ဒန်းငွေတွေကတဖေးဖေးနဲ့မြင့်ပြီးတော့အပေါ်ကိုတက်လာပြီးမဟုတ်လို့ဦးကျူးတော်လည်းအစင်မပြေတော့ပါဘူးအဲဒါကြောင့်ဦးကျူးလည်းလက်အိတ်တွေကိုချွတ်ပြီးတော့အပေါ်ဆုံးအထိကိုတွေ့တက်ရပါတော့တယ်ဦးကျူးကတောင်တက်ကျွမ်းကျင်သူတယောက်ဖြစ်တာကြောင့်သူ့ကိုရောင်တန်းလာမခေါ်တော့ဘူးထင်တဲ့အပေါ်တက်ကိုအတင်းတက်ပြီးတော့သွားနေရပါတယ်အဲနောက်ရောင်တန်းကပြန်လာပြီးတော့ဦးကျူးအသက်ရှူလို့လွယ်ကူအောင်လိုအပ်တာတွေပြန်လာလုပ်ပေးနေပါတယ်တဖက်မှာတော့ရောင်တန်းဖေကစိတ်ပူလာတာကြောင့်ဈေးအောင်ပြင်ထွက်ပြီးတော့ ဂျင်မတ်မြစ်ဘက်ကိုသွားဖို့တက္ကစီငှားပါလေဒါမဲ့ဒန်းငွေတွေနဲ့ဘလို့မှသွားမရဖြစ်နေပြီးတော့အကုန်လဲပွက်လောရိုက်စူးညံနေကြတာကြောင့်တက္ကစီသမားလဲကားပေါ်ကပြန်ဆင်းဖို့ပြောနေရပါလေရောင်နှန်းဖေကတော့သူသားအဲ့ဒီမှာရှိနေအောင်ပတ်စံဘလောက်ပေးရပေးရသွားမယ်လို့ကြီးပဲပြောနေခဲ့တာပါဒါမဲ့ဒီချိန်မှာတော့ပတ်စံထက်အသက်တွေကပိုပြီးတော့အရေးကြီးလို့နေပါပြီနောက်ဆုံးမှာတော့ရောင်နှန်းဖေကမိသားစုဝင်တွေရဲ့အကူအညီနဲ့တက္ကစီသမားကိုခေါ်သွားနိုင်ခဲ့ပါလေအဲ့နောက်မှာတော့ရောင်နှန်းနဲ့ဦးဂျူတို့ကဂျင်းတစ်ခုကိုရောက်လာပြီးတော့အကူအညီလာတောင်းပါတယ် ဒါပေမဲ့ဘသူမှရှိမနေပဲအကုန်လုံးကပြောင်းရှင်းနေခဲ့ပါပြီအဲဒါကြောင့်သူတို့တယောက်လည်းပန်ကာရှိမှကိုလည်းလေးချိန်ကများများလို့ရေတောက်ပြီးတော့ထွက်ပေါက်သွားရှာဖို့ပြောနေကြပါလေအဲနောက်မှာတော့ရောင်နန်းသူတလွာကိုဆေးပြီးတော့ခေါင်းမိုးပေါ်ကိုတက်ခဲ့မှာမလို့ဦးကျူးကိုအရင်တက်နှင်ခိုင်းလိုက်ပါလေဒါပေမဲ့ဦးကျူးကလိုက်ချင်တာကြောင့်ဒူဒူသွားဖို့ပဲဆုံးဖြတ်လိုက်ကြပါတော့လေအဲနောက်မှာတော့ဦးကျူးနဲ့ရောင်နန်းတို့ကအလေးတုံးလေးကိုကျိုးနယ်ဆွဲပြီးတစ်ဖက်အဆောင်ဘက်ကိုလှမ်းပြီးတော့ပြစ်လိုက်ပါလေအဲလိုနဲ့ဦးကျူးကအရင်ကျိုးတန်းကိုကင်ပြီးတော့ဖြေးဖြေးချင်းသွားနေခဲ့ပါလေ ဒါပေမဲ့အလေးထုံးနေရာခန္ဓာကိုယ်မနိုင်ခြင်းဖြစ်နေတာကြောင့်ဥကျူပြုတ်ကြမလို့ဖြစ်ခဲ့ရပါတယ်။အဲဒါမှတော့ဥကျူစူးစမ်းတက်တဲ့နောက်ဆုံးမှာတော့တဖက်အဆောင်ဖြစ်တဲ့ပန်းနိုင်စီကိုရောက်ရှိလို့သွားခဲ့ပါပြီ။ဒုံနဲ့ရောင်နယ်နဲ့ကျိုးတန်းကနေတဆင့်ဥကျူရှိရာဘက်ကိုလာနေခဲ့ပါတယ်။ဒါပေမဲ့ဓာငွေတွေကအကင်ငွေဆုပ်ဆက်ကနေတဆင့်ဥကျူရှိရာကိုခက်မြန်မြန်ပဲကူးဆက်ရောက်ရှိလာနေပါတယ်။အဲဒါကြောင့်ရောင်နယ်နောက်ကိုပြန်ဆုပ်လိုက်ပြီးတော့ဥကျူကိုထွက်ပြေးခိုင်းပါတယ်။ဥကျူလည်းသူ့ကပတ်ကျိုးကိုချွတ်အောင်လို့စဉ်းစားနေတုန်းမှာအလေးတုံးတုံးရောက်ချလာပြီးတော့ရောင်နယ်ဟာဓာငွေမျက်နှာဖုံးတဲ့သူဒီဘက်ကိုကူးလာနေခဲ့ပါပြီ။ ိုင်နောက်မှာဦးကျူနဲ့ရောင်နိုင်တို့ကဗန်ကြီးအဆောက်အုံကခေါင်မိုးကိုယောက်လာပြီးတော့လာကယ်ဖို့ကိုဖုန်းဆက်လိုက်ကြပါလေပြီးတော့ဦးကျူကဂတ်တူရုပ်ပြားတွေကိုပြပြီးတော့ခေါင်မိုးပေါ်မှာလူရောက်20ရှိတယ်လို့ကယ်ဆယ်ရေးကိုလိမ်ပြီးတော့ခေါ်လိုက်ပါလေအိုင်နောက်မှာတော့ဦးကျူတို့တိုက်ရဲမျက်နှာချင်းဆိုင်တိုက်မှာကျူရှင်တင်တဲ့ကလေးတွေရှိနေခဲ့တာပါကလေးတွေကခေါင်မိုးတကားတော့ပိတ်ထားတာကြောင့်အပေါ်ကိုတက်မြပဲအခန်းထဲမှာပိတ်မိနေခဲ့ပါလေအားကြောင့်တိတ်မကြာခင်မှာပဲဟယ်လီကော်ပတာရောက်လာတဲ့ခါမှာဦးကျူကသူတို့ရှင်ရမှာပဲကလေးတွေတရားတော့မှာကိုတွေးပြီးတော့မျက်ရည်ကျနေမိပါလေ အိုင်နောက်သူတို့ကမျက်ရည်တွေကျပြီးတော့သူတို့မကယ်ပဲဟိုဘက်ကိုသွားဖို့သာညွန်ပြနေလိုက်တာပါဟယ်လီကော်ပတာပေါ်ကနေမမြင်ရတာကြောင့်ဦးကျူတို့လည်းရုပ်တွေရောသူတို့ပါလဲချပြီးတော့မြားပုံစံနဲ့ညွန်ပြပေးလိုက်ပါတော့တယ်အဲဒါကြောင့်ဟယ်လီကော်ပတာလည်းပိတ်မိနေကလေးတွေကိုတွေ့သွားပြီးတော့အမြန်သွားပြီးတော့ကယ်ထုတ်နေပါတော့တယ်အဲဒီနောက် gas ပေါက်ကွဲမှုဖြစ်လာကြောင့်ဦးကျူနဲ့ရောင်နန်တို့လည်းအမြင့်ဆုံးတာဝါကိုတက်ဖို့အတွက်ဆုံးဖြတ်လိုက်ကြပါတယ်အဲလိုနဲ့သူတို့နှစ်ယောက်လည်းအဆောင်တစ်ခုစီကိုကူးသွားကူးလာလုံနေခဲ့ရတာပါအဲဒီအချိန်မှာပဲ drone လေးရောက်လာတဲ့အတွက်ရောင်နန်တို့လည်းသူတို့ကိုကယ်ဖို့ပြောနေခဲ့တာပါ တကယ်တမ်းကျတော့အဲ့ drone ကရောင်နှန်းအဖေတို့ကြည့်နေတဲ့ drone ပါပဲအဲ့ drone ကလည်းသတင်းဌာနတစ်ခုက drone ဖြစ်နေရာကြောင့်တိမ်မကြခင်မှာပဲ drone နဲ့ရိုက်ကူးထားမိတဲ့ရောင်နှန်းတို့ရဲ့ပုံရိပ်တွေက TV ပေါ်မှာတက်လာခဲ့ပါတော့တယ်အဲ့ဒါကြောင့်မဲရောင်နှန်းအမေနဲ့မိသားစုဝင်နေလဲရောင်နှန်းတို့အသက်ရှင်နေသေးတာမြင်ပြီးတော့ဝမ်းသာနေကြပါတယ်အဲ့နောက်မှာတော့သူတို့နှစ်ယောက်ကဒရက်ဆက်ကိုပြေးလွှားနေကြပြီးတော့ gas တွေကိုမြင်တာနဲ့ကြွေဝိုက်ထွက်ပြေးနေကြပါတယ်ဒီလိုမျိုးဒီမှာပါလာတဲ့သူတို့နှစ်ယောက်ကိုကြည့်ပြီးတော့အားလုံးကသွားကယ်ပေးဖို့နဲ့ဟယ်လီကော်ပတာလှုပ်ပေးဖို့ပြောနေကြပါတယ် live တွေမှာ video တွေမှာပါတက်လာပြီးတော့သူတို့နှစ်ယောက်ကိုအားလုံးကရှင်သန်စေခြင်းနေကြတာပါဘယ်လိုပဲဖြစ်ဖြစ်သူတို့နှစ်ယောက်ကပြီးနေအောင်လုံးဝမယက်လိုက်ဘဲနဲ့အတွဲညီညက်အန်ဒီရများနဲ့ခေါင်းမိုးတတ်မှာဆက်ပြီးတော့ပြေးလွှားနေကြရပါလိမ့်အဲ့လိုနဲ့သူတို့နှစ်ယောက်ဟာဆောင်းအုံမြင့်ပေါ်ကိုစူးစမ်းတက်ပြီးတော့သူတို့သွားမယ့်နေရာစီကိုရောက်အောင်သွားနေပါလိမ့်ဒါမဲ့သူတို့ဆက်သွားလို့မရတော့တဲ့ပြင်သူတို့ကို live ကြည့်နေ drone ကပါပြက်ကြသွားပါတော့တယ်အဲ့ဒါကြောင့်သူတို့နှစ်ယောက်လည်းစိတ်တက်ကြပြီးတော့ငိုနေမိခဲ့ပါတော့တယ်။အဲ့ချိန် gas တွေကလည်းတက်လာနေပြစ်တာကြောင့်သူတို့နှစ်ယောက်လုံးလည်းဘာမှမတက်နိုင်ကြတော့ဘဲထိုင်ငိုနေလိုက်ကြတာပါ။ တကယ်တော့သူတို့နှစ်ယောက်လုံးကအားလုံးကိုကူညီပေးခဲ့ကြပြီမဲ့သူတို့လည်းကြတော့ဘယ်သူမှရောက်မလာတာကြောင့်စိတ်သက်ကြာသွားခဲ့တာဖြစ်ပါတယ်။အဲနောက်သူတို့နှစ်ယောက်အချင်းချင်းဖန်ငုံလေးကြတုံးမှာကောင်းကင်ဘွားနေ drone လေးတွေအများကြီးကသူတို့ရှိအားစီကိုရောက်လာခဲ့ကြပါတော့တယ်။အဲ drone လေးတွေကတော့သူတို့နှစ်ယောက်ကဲခဲ့တဲ့သူတွေနဲ့သူတို့ကိုကူညီခဲ့တဲ့သူတွေရဲ့ drone တွေပါပဲ။အဲနောက်ရောင်တိုင်းက drone ကူညီနဲ့ကြိုးဆွဲပြီးတော့တစ်ဖက်အဆောင်မှာချိန်စီလိုက်ပါတယ်။အဲလိုနဲ့လုံးဝအဆင်ပြေသွားတဲ့အခါမှာသူတို့နှစ်ယောက်ကြိုးရန်ဆွဲပြီးတစ်ဖက်ကိုကူးကြပါတယ်။ဒါမဲ့ကြိုးဆိုထားတာမခိုင်ဖြစ်နေတာကြောင့် တို့နှစ်ယောက်လုံးပြုတ်ကြတော့မယ်အနေထားဖြစ်သွားပါလေအဲဒါကြောင့်ဦးကျူလဲလွယ်ထဲကနေကျိုးကိုဖျက်ဖို့ကရိယာကိုရှာပြီးတော့ကျိုးဖျက်ချလိုက်ပါလေဒရုန်းကနေတဆင့်လေလိုင်းအားကြည့်နေတဲ့သူတွေကတော့တို့နှစ်ယောက်ကိုအသေးအရာဖြစ်နေကြပါလေအဲနောက်မှာတော့ဦးကျူနဲ့ရောင်နန်တို့ကကျိုးကိုဆွဲချလိုက်ပြီးတော့စုံစားနဲ့တစ်ဖက်အဆောင်ကိုကူးသွားကြပါတော့လေဒါမဲ့တို့နှစ်ယောက်ရဲ့ဆွတ်ထားတဲ့ကျိုးကပြုတ်ကျသွားတာကြောင့်လွှဲတဲ့ချိန်လဲရောင်မသွားပဲအောက်ကိုပြုတ်ကျသွားခဲ့ပါတော့လေရောင်နန်ဖေကလည်းသူ့သားအတွက်ဖေးမဆယ်နိုင်ဖြစ်နေပြီးတော့အမေဖေးသူကတော့မိသားစုဝင်နေတဲ့သူငိုယုံနေခဲ့ပါတယ် ိုင်နာမှာတော့ဟယ်လီကော်ပတာလာပြီးမဲ့မိကိုရင်နဲ့မလို့ဘာမှမမြင်ရပဲလက်လျှော့လိုက်ဖို့ပဲဆုံးဖြတ်လိုက်ပါတော့တယ်။ဒါမဲ့ကဲဆဲသမားတွေကတာဝါတိုင်းမှာတစ်ခုရှိနေတာသတိထားမိသွားပြီးမိထိုးပြီးတော့လှမ်းကြည့်လိုက်ပါတယ်။အိုင်နာမှာတော့တာဝါတိုင်းမှာဦးဂျူနဲ့ရောင်နန်တို့ကိုတွေ့လိုက်ပြီးတော့သူတို့ကိုကဲဆဲဖို့အော်ဟစ်နေပါတော့တယ်။အိုင်လိုနဲ့ရောင်နန်နဲ့ဦးဂျူကတာဝါတိုင်းထိတ်ဆုံးကိုရောက်သွားပြီးသူတို့မှာပါလာတဲ့မိရှူမိပန်းတွေကိုဖောက်ကအချက်တွေပြနေပါတော့တယ်။အိုင်နာမှာတော့ရောင်နန်တို့ကကဲဆဲနိုင်ခဲ့ပြီးတော့အမားဖြစ်သူကလည်းဝမ်းသာနေခဲ့ပါပြီ။ ဂျိုနဲ့ကယ်ဆယ်ရေးစခန်းကိုရောက်လာတဲ့ရောင်နှမ်းမိသားစုတွေကရောင်နှမ်းကိုပြန်ပြီးတော့ဂျိုးစုံနေကြပါတယ်။အဲဒါမှာတော့အူဂျူကသူ့မိသားစုဝင်တွေစီဆက်သွယ်ပြီးတော့အ мян လာဖို့ခေါ်နေပါတယ်။အဲအချိန်မှာမန်နေဂျာကြီးရောက်လာပြီးတော့အူဂျူကိုအခုမှစိတ်ပူပြနေပါတယ်။အူဂျူကတော့သူ့ကိုထားသွားတဲ့မန်နေဂျာကိုဒေါသထွက်ပြီးတော့လက်သီးနဲ့ထိုးလိုက်ပါတယ်။အဲဒါမှာတော့ရောင်နှမ်းအူဂျူကိုတွေ့တဲ့အခါမှာသူငားထားတဲ့ဂျိတ်ကလေးကိုပြန်ပေးလိုက်ပါတယ်။ဒါမဲ့အူဂျူကအခုသူမယူကျင်သေးတာကြောင့်ရောင်နှမ်းကိုနောက်မှပေးဖို့သာပြောလိုက်တာပါ။အဲနောက်မိုးရွာလာတဲ့အတွက်မြို့သူမြို့သားတွေအားလုံးလည်း

ဒါတော့ကျွန်တော်တခါတော့ပြောမှုရထင်တယ်သူများဒုက္ခရောက်တာကိုထိုင်ကြည့်ရတဲ့ကားပေါ့နော်စတာပါ survival ကားလို့ခေါ်မလားဒီလိုမျိုးတခုခုဒုက္ခရောက်နေရာကနေပြီးတော့လွံ့မြောက်အောင်ကြိုးစားတဲ့ဇာကားမျိုးစားပေါ့ထားပါဒီမှာပေးချင်တဲ့ message ကကျွန်တော်ပြောပြမယ်နော်ဒီကားထဲမှာလူတယောက်ကအကျန်းဖက်စိတ်ဝင်သွားတယ်သူများတွေကိုဒုက္ခပေးဖို့ဆုံးဖြတ်လိုက်တယ်လူတယောက်တည်းပဲရှိတယ်နော်အဲ့ဒီလူတယောက်တည်းကလှုပ်တာတော့မှသူတို့တွေမြောင်များစွာကြိုးစားပြီးတော့ဒုက္ခတွေရောက်ခဲ့ကြတယ်ကျွန်တော်မြန်မာပြည်သူပြည်သားတွေဘဏ္ဍာကောင်လောက်ရဲ့အကျန်းဖက်စိတ်နဲ့ဒုက္ခပေးတာတွေကိုခံစားနေကြတယ် ကြည်စမ်းပါအောင်ဗျာဘလောက်တောင်တောင်းခံနေနိုင်ကြလဲအဲ့တော့အားမလျှော့ကြနဲ့အားတင်းထားကြဒီကောင်လေးရဲ့အကြမ်းဖက်နှိပ်စက်စောက်ခြင်းရုပ်မှုတွေကိုတွန်းကန်ပြီးတော့ဒီနေ့မှတော့ကျွန်တော်တို့လူချင်းတဲ့စီကိုရောက်ကိုရောက်အောင်မယ်ဗျာဆိုတော့ဒီလောက်ပဲနောက်နေ့မှရုပ်ရှင်စကားကောင်းများစွာနဲ့ကျွန်တော်ပြန်ပြီးတော့တွေ့ကြအောင်မယ်ဒီနေ့မှအစားဆုံး live ပါကြည့်ရှုအားပေးခဲ့တဲ့အချိန်ပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ